ိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာလာမယ့်ဒီဇင်ဘာလကိုရောက်ရင်ထိုင်းနိုင်ငံမှာကျင်းပအောင်ရှင်တဲ့စီးကိန်းပြိုင်ပွဲကအမျိုးသားဘောလုံးပြိုင်ပွဲရဲ့အုပ်စုအဆင့်တွေကိုလည်းဒီနေ့ပဲမဲခွဲလိုက်ပါတယ်အုပ်စု၃ခုပါဝင်ပါတယ်ဒီအုပ်စုတွေမှာမြမလက်ရွေးစဉ်အမျိုးသားအသင်းကတော့အုပ်စုချက်သေးကိုကြောက်အောင်သွားခဲ့ပါတယ်ခင်ဗျာ အသင်း၄သင်းပါဝင်တဲ့အုပ်စုထဲမှာမြမလက်ရွေးစဉ်အမျိုးသားအသင်းကစားပါလိမ့်မယ်ကျန်တဲ့အုပ်စုနှစ်ခုကတော့အသင်း၃သင်းစီပါဝင်တဲ့အုပ်စုတွေဖြစ်ပါတယ်ခင်ဗျာ အုပ်စုအဆင့်အနေထားအရမြမလက်ရွေးစင် အမျိုးသားအသင်းဟာအခက်မသိရင် အုပ်စုကနေပြုတ်သွားနိုင်ခြေရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအုပ်စုမှာရင်ဆိုင်ပဲပြိုင်ဘက်၃တင်းလုံးကမြမလက်ရွေးစင်မျိုးသားအသင်းအတွက်ခက်ခဲပွဲပြိုင်ဘက်တွေဖြစ်လာဖို့ရှိနေလို့ပါပဲ။အင်ဒိုနီးရှားဖိလစ်ပိုင်နဲ့စင်ကာပူတို့ကိုမြမလက်ရွေးစင်မျိုးသားအသင်းကအုပ်စုတွင်ပြိုင်ဘက်တွေဖြစ်ရင်ဆိုင်မှာဖြစ်ပါတယ်ခမ။ဟုတ်ကဲ့ဒီအုပ်စုအနေထားကိုသုံးသပ်မယ်ဆိုရင် ်အင်ဒိုနီးရှားနဲ့စင်ကာပူတို့ကလည်းစီဂိမ်းပြိုင်ပွဲမှာအောင်မြင်မှုတစ်ခုရအောင်နိုင်ဖို့အထိ ပြစ်မှတ်ထားရည်မှန်းလာတဲ့အသင်းတွေဖြစ်နေတယ်ပေါ့လေဖိလစ်ပိုင်ဆိုရင်လည်းမွေးစားသားတွေနဲ့တော်တော်ကိုအင်အားတောင်းတင်းလာတဲ့အသင်းတွေဖြစ်နေပါတယ်ခင်ဗျဒီတော့မြမလက်ရွေးစဉ်အမျိုးသားအသင်းဟာတစ်ချက်မှားတာနဲ့ဒုက္ခများပါဖို့ရှိနေပါတယ် group B မှာတော့ဗီယက်နမ်မလေးရှားနဲ့လာအိုတို့ပါဝင်နေပါတယ်အုပ်စုအနေထားအရာတော့အုပ်စုဘူတင်းမဲ့နောက်တစ်ဆင့်ကိုတက်ရမှာပါဒီအုပ်စုကနေ ဲ့တော့ BNM ရဲ့ Swing Finance ကိုတက်ရောက်လာဖို့အချိန်နေအခွင့်အရေးများနေပါတယ် group A မှာတော့အင်ရှင်ထိုင်းရဲ့ကမ္ဘောဒီးယားရဲ့တီမောရဲ့ပါဝင်နေပါတယ်ထိုင်းအရန်အုပ်စုရှောင်းပါတယ်အင်ရှင်ထိုင်းမဲ့ဒီအုပ်စုကနေအုပ်စုပေါ်နေရာယူပြီးတော့ swing fine နဲ့တက်ပါလိမ့်မယ်ခင်ဗျ group A နဲ့ group B မှာအသင်း၃သင်းစီပါဝင်တဲ့အတွက်အုပ်စုပေါ်တသင်းမဲ့ swing fine နဲ့ကိုတက်ခွင့်ရပါလိမ့်မယ်မြန်မာအသင်းပါဝင်တဲ့ group C မှာတော့ဒါအကောင်းဆုံးအုပ်စုဒုတိယအသင်းကနောက်တစ်ဆင့်စီကို တလန်ဝင်ရှိနေတယ်ဒီတော့ဘယ်အသင်းဖြစ်မလဲဆိုတာကိုကျွန်တော်စောင့်ကြည့်ကြရပါလိမ့်မယ်ခင်ဗျဟိုပြောရမယ်ဆိုရင်တော့ဗျာ group A နဲ့ group B ကအုပ်စုဒုတိယရတဲ့အသင်းတွေဟာလည်းစမိဖိုင်နယ်ကိုတလန်ဝင်ညှော်လင့်ဝင်တော့ရှိတယ်ပေါ့လေဒါပေမဲ့အကောင်းဆုံးအုပ်စုဒုတိယဖြစ်လာမယ့်အသင်းရဲ့အခြေအနေကလည်း group C မှာပဲရှိနေလို့မြန်မာအသင်းအနေနဲ့အုပ်စုဒုတိယရရင်တော့ အကောင်းဆုံးအုပ်စုဒုတိယအသင်းဖြစ်ခဲ့ရင်စွေးဖိုင်နဲ့တက်နိုင်တယ်လို့ကျွန်တော်တို့ကရည်ညွှန်းပြောကြားတာဖြစ်ပါတယ်။ဟုတ်ကဲ့စီကိန်းပြိုင်ပွဲမှာမြမလက်ရွေးစင်အမျိုးသားအသင်းကတော့အုပ်စုချက်ထဲကိုကြောက်အောင်နေပါတယ်။အခက်မသိရင်အုပ်စုကနေပြုတ်သွားနိုင်ခြေရှိနေတဲ့အကြောင်းပြိဿတွေသိရှိရအောင်တင်ဆက်ပေးရပါလိမ့်ပါတယ်ခင်ဗျာ။ကြည့်ရှုအားပေးပြိဿအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။